်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒါကာမြို့တော်နိုင်ငံတကာလေဆိပ်မှာမိလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့်လေကြောင်းခီးစဉ်တချို့အဆိုင်ငံခံရတာဖြတ်သိမ်းခံရတာမျိုးအခြေအနေတွေကြုံတွေ့ခဲ့ရပါတယ်။အော်တိုဘာ၁၈ရက်ညပိုင်းတုန်းကလေဆိပ်ရဲ့ကုန်တင်ကုန်ချအထမဏဘက်မှာအကြီးစားမိလောင်မှုတစ်ခုဖြစ်ခဲ့တာလို့လေဆိပ်တာဝန်ရှိသူတွေကပြောပါတယ်။မိလောင်မှုကြောင့်ဒါကာရဲ့ hash rate ရှားကြလာလေဆိပ်မှာလေရင်အတက်ဆင်းခီးစဉ်တွေကိုဆိုင်းငံ့ခဲ့ရတယ်လို့လေဆိပ်ကိုဆင်းသက်လာမဲ့လေရင်တွေကိုလည်းတခြားလေဆိပ်တွေစီလမ်းကြောင်းလွှဲစေခဲ့ရပါတယ်။ မိကိုတော့အောင်မြင်စွာနှင်းသက်နိုင်ခဲ့တယ်လို့လူအထိခတ်မရှိခဲ့ကြအောင်လေရင်အလုံးနဲ့ဘေးကင်းခဲ့ကြအောင်ဒါကမိသက်ဌာနကအထုတ်ပြန်ခဲ့တာပါမိငိမ့်တက်မှုမှာဘင်္ဂလားဒေ့ရှ်ကြီးရည်လေးတပ်ဖွဲ့တွေကလည်းမိသက်ဝန်ထမ်းတွေကိုပူပေါင်းအကူအညီပေးခဲ့တယ်လို့သိရပါတယ်ဘင်္ဂလားဒေ့ရှ်မှာတော့ဒီဖြစ်စဉ်ကတပတ်အတွင်းမှာတတိယမြောက်အကြီးအကျယ်မိလောင်မှုတစ်ခုဖြစ်ပါတယ်အခုသတင်းပတ်အစောပိုင်းတော့ကဒါကမှအထယ်ချုပ်ဆက်ရုံအနီးမှာရှိတဲ့ဓာတ်ရုပ်ပစ္စည်းကိုတော့မိလောင်မှုကြောင့်၁၆ရောက်ထပ်မနေသေးဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်ရှင်။